ဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီဗီယိုလေးမှာတော့2021ကထွက်ရှိခဲ့တဲ့ဇွန်ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါရီဒီဗီယိုမှာတော့ဇာတ်ကားရဲ့ပတ်ဝန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီဇလန်းကိုတော့ RK ဆိုတဲ့တဲကန်နာယာဂျိုတခုပေါ်မှာစတင်ထားပြီးအဲဒီဂျိုပေါ်မှာ Fremen လူမျိုးတွေရှိပြီး Spike လူခေါ်တဲ့ရှားပါပစ္စည်းတခုလေးထွက်ရှိပါရီ Spike ဆိုတဲ့အရာကိုအာဂါဒသွားလာခြင်းမှာအသုံးပြုကြပါရီအဲဒီ Spike တွေကဟာကိုနဲ့အိနော်ကထွက်ယူပြီး Spike ကြောင့်ပဲချမ်းသာနေကြပါရီ ောက်တစ်ခါမှာတော့ကောင်းလေးတယောက်အိယာကနူရောင်လေးစတင်ထားပြီးသူ့ရဲ့နာမည်ကဘောဖြစ်က AGT အိန်တော်ရဲ့မင်းသားဖြစ်ပါတယ်။သူကဘာမှမသိတဲ့အိမ်မက်တွေကိုလည်းခဏခဏမလီရှိပါတယ်။သူကသူ့ဖေတူလီနဲ့ဒူပွဲတစ်ခုတက်ရမှာဖြစ်ပြီးအဲ့ဒီပွဲကတော့ Arakitsu ကို AGT အိန်တော်ရဲ့လောင်းမှာထားဖို့ဆွေးနွေးပြောဆိုရေးပွဲလေးဖြစ်ပါတယ်။အိန်တော်ဆွေးနွေးပွဲကအချိန်အောင်တိတ်မချလိုက်ပေပြီးဆုံးသွားခဲ့ပြီးနောက်တစ်ခါမှာတော့ဘောကသူ့ရဲ့လေ့ကျင့်စရာဒန်ကန်ဆွေးနွေးသူနဲ့တွေ့နေခဲ့ပါတယ်။ဒန်ကန်က Arakitsu ဘောကိုရှေ့ပြေးအနေနဲ့တွေ့ရမှာဖြစ်ပေမယ့်ဘောတယောက်ကသူ့လေးလိုက်ချင်တယ်လို့ပြော ောပါရီ။ဘာဖြစ်လို့လဲဆိုတော့ဒန်ကန်အာရာကီဂျူပေါ်မှာတည်သွားတယ်လို့သူ့အိမ်မက်တဲမှာတွေ့လိုက်လို့ပဲဖြစ်ပါရီ။ ဒါပေမဲ့ဒန်ကန်ကတော့ဂယူမဆိုင်ပေသူတယောက်တည်းသွားမယ်လို့ပြောပါရီအိန်းနောက်မှာပေါ်ကသူ့ဖိနေသွားတွေ့ခဲ့ပြီးသူ့အိန်းတော်ကိုမဦးစီးချင်ဘူးလို့ပြောနေခဲ့ပါရီအဲရော့တူလီကသူ့ရဲ့အရှင်ကသူ့ဖိကိုမဦးစီးချင်ဘူးလို့ပြောခဲ့ပေမယ့်အကြောင်းအကြောင်းကြောင့်ပဲဦးစီးခဲ့ရတာပဲလို့ပြန်ပြောကပေါ်ကိုနားချနေခဲ့ပါရီနောက်တစ်ခါမှာတော့ပေါ်ကတယောက်တည်းလေးချင်နေခဲ့ပြီးဂါနီကလည်းအတူလေးချင်ပေးနေခဲ့ပါရီပြီးတော့ဟာကိုနေအိန်းတော်ကအာရာကေကိုအချိန်ကြာကြီးအုပ်စုခဲ့အခုချိန်မှာတော့အာရာကေကငါတို့လက်ထဲကိုရောက်ပြီးဖြစ်လို့မင်းအနေနဲ့အဆင်သင့်ဖြစ်နေရမယ်လို့ပြောပါရီ အိမ်နောက်မှာတော့ဟာကိုနဲ့အိမ်နောက်ကိုပြတာထားခဲ့ပါရီလက်ထောက်ရပ်ပန်စီသူကအာရာကေကိုသူတို့အုပ်ချုပ်ခွင့်မရှိတော့ဘဲအေဒီဒီလက်ထဲကိုရှောက်သွားလို့မကြေမနက်ဖြစ်နေခဲ့ပါရီပြီးတော့အာရာကေကိုအေဒီဒီလက်ထဲထည့်ဖို့ဘာလို့လက်ခံလိုက်ရတာလဲလို့သူ့ရဲ့ခေါင်းဆောင်ကိုမေးနေခဲ့ပါရီခေါင်းဆောင်ဘာဘလွန်ကတော့လက်ဆောင်ဆိုတာတကယ်လက်ဆောင်ဖြစ်ခြင်းမှာဖြစ်မှာပါလို့ပြန်ပြောလိုက်ပါရီ အိမ်ညမှာပိုးမိချက်စီကစီကူအမျိုးသမီးတယောက်ရောက်လာခဲ့ပြီးပိုးနဲ့တွေ့ကျင်တယ်လို့ပြောပါရီဒါကြောင့်ပိုးလေသွားတွေ့ခဲ့ပြီးပိုးလက်ကိုသူ့စီမှာပါရီတစ်တာလေးထိခိုင်းထားပြီးလှုပ်တာနဲ့တည်မယ်လို့ပြောပါရီ တစ်တာလေးကိုလက်ထည့်ထားတဲ့ချိန်မှာပေါ်ဟာဘာကြောင့်မှမသိနာကျင်နေပေမယ့်သူ့ရဲ့စိတ်ကိုထိ ंछ ုပ်ထားရှာပါရီအိမ်နောက်ဆန်တက်မှုပြီးဆုံးသွားတဲ့နောက်မှာတော့ဂျက်စီကာနဲ့အဲ့ဒီအမျိုးသမီးအားစကားပြောနေကြပါရီပေါ်ဟာအမွေဆက်ခံသူဖြစ်ထိုင်လာဆိုတော့လာစစ်စေးရဖြစ်ပြီးပြန်သွားခဲ့ပါရီအဲ့ဒါကိုပေါ်ကလည်းတီးသွားခဲ့ပြီးအရာအလုံးကအစီအစဉ်တကျပဲလားလို့ပြောပါရီနောက်နေ့မှာပေါ်ကသူ့အုပ်ချုပ်ခွင့်ရှာတာရီအာရာကေကိုသွားကြည့်ပါရီ လီတိုကတော့ spike ထုတ်လို့တဲ့လုပ်ငန်းပုံစံကိုကြည့်နေခဲ့ပြီး Jessica ကတော့အင်တော်ထင်းတွေနဲ့ထားထားပါရီ Jessica ကအင်တော်ထင်းတယောက်မှလန်နဲ့တခုပါတာကိုတီးလိုက်ပါရီအင်တော်ထင်းကလည်းလက်ဆောင်ပေးဖို့ရှူလာတာလို့ပြောကမြေအောင်သေးတော်ဝကြီးရဲ့တွားနဲ့လှုပ်ထားတဲ့ဒါတစ်ချောင်းကိုပေးပါရီအိမ်နောက်မှာတော့ပိုးကိုပြသထားခဲ့ပြီးတယောက်ထည့်အနားယူချိန်မှာမုံဆူးလက်နဲ့ပုံလို့ခေါ်တဲ့လက်နဲ့တခုကပိုးကိုလာရောက်တိုက်ခိုက်ခဲ့ပါရီ ဒါပေမဲ့ပေါ်ကလက်နက်ကိုဖမ်းဆီးထားလိုက်ပါရီနောက်တစ်ခါမှာဘာလုံတို့ကိုပြထားခဲ့ပြီး A3D ကိုတစားစီဖျက်ဆီးဖို့တိုင်မီနေကြပါရီတစ်ဖက်မှာလီဒိုတို့က Araket မှာ spy ထုတ်ဖို့ပြင်ဆင်နေပေမဲ့ခက်ခဲနေကြပါရီလီဒိုက spy ထုတ်တဲ့နေရာကိုသွားကြည့်ခြင်းနေဆိုတော့နေကန်တရားသူကြီးပါမရှာမေးလို့ပြန်ပြောခဲ့ပါရီအဲ့လိုနဲ့သူတို့စကားပြောနေတဲ့ချိန်မှာ Araket ကိုရှေ့ပြေးနေနေလွတ်ထားပြီးတန်ကန်ပြန်ရောက်လာခဲ့ပါရီဒန်ကန်နဲ့တူဖရမန်လူမျိုးရဲ့ကောင်းဆောင်စနီကားဆိုရယ်သူလေးပါလာခဲ့ပါရီ စနီဂါကသူ့နေမီဘက်ကိုမကျူးကျော်ဘူးနေကိုလိုဂျင်းနဲ့ပစ္စည်းရှာပြီးပြန်တော့လို့ပြောပြီးထွက်သွားခဲ့ပါရီညာရောက်တဲ့ချိန်မှာတော့ပေါ်နေဒန်ကန်တို့စကားပြောကြပါရီဒန်ကန်ကပေါ်ကိုဖရမန်တွေလှုပ်ထားတဲ့တန်လိုက်အိမ်မြောင်နဲ့မြေတူးဆက်ကိုပေးပါရီနောက်နေ့မနက်မှာတော့နေကန်တရားသူကြီးလီရက်ဆိုရဲ့အမျိုးသမီးနဲ့အတူစပိုက်ထုတ်လုပ်တဲ့နေရာကိုတွားကြည့်ကြပါရီစပိုက်ထုတ်လုပ်တဲ့နေရာကိုရောက်တော့စပိုက်ထုတ်တဲ့သူတွေစီကုံမြောင်းသတော်ကြီးတကောင်ကလာနေခဲ့ပါရီ ပေါ်လူလေလုံသမားရိအတမတီအောင်သူတို့မှာပွာလာတဲ့ရှင်မောကိုခေါ်တင်လိုက်ရှာပါရီဒီလိုနဲ့ပဲပြန်ရောက်လာခဲ့ကြပြီပေါ်ကသူ့အိမ်မှာထဲမှာကောင်မလေးတယောက်ကိုတွေ့လိုက်တယ်လို့ပြောပြပါရီပြီးတော့ဂျက်စီကမှကိုဝင်ရှိနေပြီဆိုတာသိတဲ့လူလေးထပ်ပြောပါရီတက်ဖက်မှာတော့ပါလွန်တူကလီတူတို့ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေကြပါရီဂျက်စီကလေးပေါ်ခန်းလေးကထွက်လာခဲ့ပြီလီတူနဲ့စကားစင်ပြီးပြောကအိတ်လိုက်ကြပါရီ ဲဒီညမှာပဲအဆောင်တွေအသက်ခံရထားခဲ့ကညလေလောက်မှလီတိုကတီးနူးလာခဲ့ပါရီအဲနောက်သူ့ဘက်ဝင်စင်မှာပုံမှန်မဟုတ်တာကိုသတိထားမိသွားခဲ့ပြီးအခန်းပြင်ကိုထွက်ကြည့်ရောလူသေးလောင်းတစ်ခုကိုတွေ့လူအနာကိုကတ်ကြည့်လိုက်တဲ့အချိန်မှာအနောက်ကနေသူ့ကိုအစိတ်ရတစ်ချောင်းနဲ့ပြစ်ခတ်လိုက်ရှာပါရီပြစ်လိုက်တဲ့သူကတော့ရူအေပဲဖြစ်ပါရီအဲနောက်ဟာကိုနေနုကအာရာကစ်တစ်ခုလုံးကိုဖြစ်စီပြနေကြပါရီလူအေကလည်းလီတိုကိုတောင်းပန်ပြီးသူမိမကိုဘာရုံကဖမ်းထားတာဖြစ်ပြီးလီတိုကိုတပ်ပြီးမှပြန်လွှတ်မယ်လို့ပြောလို့လိုရတာလို့ပြောပါရီ အိမ်နောက်တော့လီတိုကိုသူ့တင်းလှုပ်ထားပြီးသွားတချောင်းဆိုင်ပေးလိုက်ပြီးသွားကိုကြိုက်ခွဲပြီးအသက်ရှူလိုက်တာနဲ့လီရဲမှာအစိတ်တွေပြန်ကုန်မယ်လို့ပြောလိုက်ပါရီအိမ်နောက်မှာတော့တန်ကန်ထွက်လာခဲ့ပြီးဂျက်စီကာနဲ့ပေါ်ကိုရှာပေးမယ်မရှိတော့ပါဘူးပေါ်နဲ့ဂျက်စီကာကိုဟာကွန်နီတို့ဖမ်းသွားကြတာဖြစ်ပြီးဂန်နာယာထဲမှာပြစ်ချဖို့ပြောနေကြပါရီ တန်ငန်ကလည်းရှားရည်ရှင်တစည်းရှုပြီး RK ကနေထွက်လာခဲ့ပါရီတပတ်ကဘော်ရူကလည်းကိုနီကိုဟန်နဲ့လွန်အောင်လုပ်ကြပြီးရင်မောကဟာကိုနီနေကိုတပြက်ကရင်ကိုကိုတိုင်းမောင်းမှုပြင်ကြပါရီဒါပေမဲ့ရင်ကအလုံးမလုံးတော်တာကြောင့်ကန်နရပေါ်မှာတောင်းတနေကြပြီးတပတ်ကအပြည့်စီပြီးကိုကြည်ကစိတ်မကောင်းဖြစ်နေကြရပါရီတပတ်မှလည်းလီတူကဘာလုံးလက်ထဲမှာရှောင်းနေခဲ့ပါရီရူရဲ့ကလေးသူ့တာဝန်ပြီးပြီဖြစ်လို့သူမိမကိုပြန်ပေးဖို့တောင်းဆိုပေမယ့်သူမိမကိုပြန်များတဲ့အပြင်သူ့ကိုပါတက်ပြလိုက်ပါရီ အိနောင်းလီတိုကရူရဲတက်ပြီးသားရီသွားကိုကိုက်ခွဲလိုက်ပြီးလေမုတ်ထုတ်ကအကုံလုံးကိုအစိမ့်နဲ့တက်ပြလိုက်ပြီးသူကိုယ်တိုင်လည်းတည်သွားခဲ့ပါရီအိနောင်းတော်ပေါ်လူကိုပြန်ပြထားခဲ့ပြီးသူ့ဖီလက်စုကိုရှာလိုက်ပြီးသေးတောင်မှပဲအဆင်ပြေသလိုနေနေကြပါရီဒါပေမဲ့ဂျပန်ကဘာလုံတိုကတော့မတိကျသေးပါဘူးအိနောင်းပေါ်ကသူ့မြင်ကွင်းအထင်မှသူကိုယ်တိုင်ခေါင်းဆောင်ပြီးစစ်တိုက်နေရကိုမြင်လိုက်ရှာပါရီပြီးတော့မကြခင်လာတော့မယ်လို့လည်းရေရွနေပြီးခရောင်ကနန်းတွေဖြစ်နေခဲ့ပါရီ အိမ်နောက်တော့စိတ်ပြန်ငြိမ်သွားခဲ့ပြီးဒန်ကန်ပေးထားတဲ့ဒေတူရဲ့စနေစိတ်ထဲရှိတဲ့နေရာကိုသွားလိုက်ပါရီကန်ကောင်းချင်တော့ဒန်ကန်မောင်းလာရင်းရှင်နဲ့တွေ့ပြီးဒန်ကန်နဲ့အတူလီရက်လေးပါလာခဲ့ပါရီပြီးတော့သူတို့ကိုခြေဆိုင်စကန်စီကိုခေါ်သွားခဲ့ပြီးစကန်ရောက်တော့လေလေမုန်တိုင်းတိုက်နေလို့လုံခြုံတဲ့နေရာမှာနေနေရှာပါရီအဲ့ဒီအချိန်မှာပဲရှန်သူတွေထက်ရောက်လာခဲ့အောင်ဒန်ကန်ကပေါ်ရုကိုကာကွယ်ရင်းနဲ့ပဲအသက်ပေးလိုက်ရှာပါရီဒီလိုနဲ့ပေါ်ရုလေးထွက်ပြေးကြပြီးရင်ကလူနှစ်ယောက်ပဲဆန်လာကြောင်းလီရက်ကလူစုခွဲပြီးထွက်သွားကြပါရီ ဒါပေမဲ့လီဝက်ကိုလေဘာရုံဘက်ကလူတွေကလာတက်ခဲ့ရကြောင်းလီဝက်တယောက်လေးတီးသွားခဲ့ပါရီပေါ်ရူနောက်ကိုလေနောက်ထပ်လီရင်တွေနဲ့လိုက်လာကြပါရီဒါကြောင့်ပေါ်ရူလေလုံးဆရာမရှိတဲ့အဆုံမှာတော့တင်းမုံတိုင်းထေကိုပဲဝင်ပြေးကြရပါရီ အဲ့ဒါကြောင့်ပဲဘာလုံတို့ကပေါ်ရူသားမိကိုတဲမုံနိုင်ကြောင်းတေးပြီးလို့ယူဆလိုက်ပါရင်ဒါပေမဲ့ပေါ်ရူကတော့မတေးသေးပဲအသက်ရှင်နေသေးကောင်သူတို့တွေတဲကန်နာရအထင်မှာအကြကြီးနေထိုင်နိုင်မှုဖရမန်လူမျိုးတွေကိုလိုက်ရှာနေကြပါရင်ဒီလိုနဲ့ညအချိန်ကိုရောက်လာခဲ့ပြီးတော့ပေါ်ဟာမြေကြီးရဲ့ကမာကျော်တဲ့အရာတစ်ခုကိုနေမိလိုက်ပါရင်နေမိလိုက်တာနဲ့တပြိုင်နက်အတန်တစ်ခုထွက်လာခဲ့ပြီးတော့အတန်နဲ့တူမြေအောင်တရွာကြီးပါထွက်လာလို့အသက်လူပြီးထွက်ပြေးကြရပါရင် ဒီလိုနဲ့လွမြောင်းလာခဲ့ပြီးခဏနားနေတဲ့အချိန်မှာသူတို့နေနေတဲ့နေရာမှာအခြားသူတွေပါရှိနေရဆိုတာကိုသိသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဖရမန်တွေထွက်လာခဲ့ပါတယ်။ ဖရမန်ရီရဲ့ကောင်းဆောင်ကသူတို့စီလာဘူးတဲ့စနေကားဖြစ်နေရောပေါ်လေးမိတ်ဆွေဖွဲ့ကြည့်ပါရီစနေကားကတဲကောင်လေးလက်ကောင်လေးလွတ်လာတဲ့အတွက်ကြောင့်အသက်ရှင်ခွင့်ပေးမယ်ဆိုပေမယ့်အဖွဲလေးကတယောက်ကတော့မကျေနပ်ဘူးဖြစ်နေခဲ့ပါရီဒါကြောင့်ပေါ်နေသူ့ဖွဲ့သားတွေကိုဒါချင်းရှင်ခံလိုက်ပါရီအဲ့ချိန်မှာပေါ်ကသူ့အိမ်မှာထဲမှာခဏခဏတွေ့နေရှာတဲ့ကောင်မလေးကိုတွေ့လိုက်ရှာပြီးကောင်မလေးကသူ့ကိုဒါတချောင်းလာပေးရလေးဖြစ်ပါရီဒီလိုနဲ့နှစ်ယောက်သားဓာကြီးရှင်ကြီးကြပြီးပေါ်ကအသာစီရှာတဲ့အခါမှာအရှုံးပေးပြီလားလို့မိလိုက်ပါရီ ဒါပေမဲ့ Fremant တလီကဒါချင်းရှင်မေဆိုရင်တစ်ဖက်လူကိုအသေးတက်လိုက်မှပွဲပြရပေဖြစ်ပါရင်ဒါကြောင့်ပေါ်လေလူတက်လိုက်ရှာပါရင်ဒီလိုနဲ့ပဲအဆင်ပြေသွားခဲ့ပြီးစနေကကသူတို့နေရဲ့ဂျိတ်ဆွေနေရာကိုခေါ်သွားမေးလို့ပြောပါရင်ဒါကြောင့်ပေါ်လေလက်ခံလိုက်ပြီးခီးဆက်ထွက်သွားကြရင်ဇလန်းလီလေးပြီးဆုံးသွားခဲ့ပါရင်ဒါကတော့ဂျွန်ပတ်ဝမ်မေဖြစ်ပြီးပတ်တူးကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် Channel လေးကိုလည်း Like and Subscribe လေးလုပ်ပြီးစောင့်ကြည့်ပေးကြဖို့တိုက်တွန်းလိုက်ချင်ပါရင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရင်